နစ်အောက်မှာနေနေရတာနေနစ်တော်တော့၅ပြည့်ထရောက်လာပါပြီကျွန်တော်တိုင်းပြည်ရဲ့ဒီဘွားရဲ့ချင်းတဲ့နိုင်ငံရဲ့ချင်းတဲ့ရရဘာကောင်းတယ်လဲဘာကောင်းတာရှိတယ်ဒီဘွားရဲ့လူမှုရဲ့အဝိဇ္ဇရောက်ကြသွားပြီဟုတ်ပါလားဟုတ်ပါတယ်ခန္ဓာမေအောင်နိုင်တဲ့အာနာရှိစနစ်အာနာသိမှုဖြစ်တဲ့အာနာရှိစနစ်ဟာလိုင်ကြီးရဲ့ဘုံရည်သူဖြစ်ပါတယ်။ဟုတ်ပါဘူး။ကျွန်တော်လူလူကိုတင်ပြပေးတာ၃ချက်ရှိတယ်။ပထမတစ်ချက်ကတော့ကျွန်တော်တို့ရဲ့လူလူကောင်းဆောင် အမေတို့အောင်စန်းစုကြည်သမလိုက်ဝင်နေနဲ့နိုင်ငံရေးရှင်သားတွေဘလို့ပုံမှန်နဲ့ပဲတက်တာတက်တာကျွန်တော်တို့လူမြောက်ဖို့လိုတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အတူရောက်တရားမဝင်ရွေးကောက်ပွဲကိုတခဲနဲ့စင်ကြင်တိုက်ပြဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့အရင်ရောကျွန်တော်အနိုင်ရပါတီဒေါ်စန်းစုကြည်တို့မူဆောင်တဲ့ပါတီနိုင်ရသားတဲ့ဂျာလက်ရှိတယ်အားကြောင့်ကျွန်တော်တို့မဲမပေးကြပါနဲ့နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့ရဲ့လူငယ်လူရွယ်တွေကိုစီရမဟောတာသွားနေတဲ့အတ္တအတ္တမအသေးခံကိုင်းနေတဲ့အဲ့ကွတင်မှုတဲ့မတရားပေါ်တာဆွဲဦးမျိုးတခဲနဲ့ကျွန်တော်တို့တိုက်ပြကြပါအခုအလေးနဲ့ကျွန်တော်တင်ပြเสียရှိရတယ်ဒီစင်ပါလား၁၀ရက်နေပါကျွန်တော်တို့အားလုံးအပြင်းမထွက်ပဲနဲ့အသံတိုက်တစ်ပိုက်လုံရင်းနဲ့စေအားနာရှင်စနစ်ကိုလုံးဝကျွန်တော်တို့လူလူတည့်ရလုံးက ီလုံးညီညွတ်သွားတဲ့လက်မကန်တော့ပြသချဖို့ silent strike ကိုဒီစဘာလာဆယ်ရက်နေမှာကျွန်တော်တို့လုပ်မယ်တနေ့ကလေးလုံးတိုက်ကြတယ်လုပ်မယ်အားလုံးစီစီလုံးလုံးညီညွတ်တဲ့ပါဝင်ပေးကြဖို့ဆိုကျွန်တော်သုံးစုပါတယ်မန္တလေးမြို့ဈေးကြိုတော်နီမှာတပိတ်ကောင်းဆောင်ဒေါက်တာတေစာဆန်းဦးဆောင်တဲ့လူငယ်တွေကဖက်စစ်တဲ့အမြင့်ဖြည့်ရေးဆန္နာပြတပိတ်ပြုလုပ်ခဲ့ပြီးနောက်စိုးစုကအဲ့ဒီဆန္နာပြတပိတ်ပြုလုပ်တဲ့နေရာကို စီးနှင်းပြီးတော့ဈေးဆိုင်တွေကိုအကြမ်းဖက်ဖျက်ဆီးသွားတယ်လို့မြို့ကန်တို့က MFP ကိုပြောပါရယ်ဒီဇင်ဘာလရဲ့ညပိုင်းကစတင်ကမင်းအောင်လိုင်းတစားကန်စိုးစုကလက်နက်အားကိုနဲ့မန္တလေးဈေးချို့တော်အနီးတစ်ဝိုက်ကိုစီးနှင်းကဈေးဆိုင်တွေကိုညလုံးပေါက်ဖျက်ဆီးခဲ့တာပါဒီဇင်ဘာ3ရက်မနက်ပိုင်းကမန္တလေးမြို့နယ်ဈေးချို့တော်အနီးဆန္ဒပြတပိတ်ပြုလုပ်ခဲ့ကြောင်းဒေါက်တာ တေစာဆန်းဦးဆောင်တဲ့တပိတ်အဖွဲ့တွေကဒီဇင်ဘာ၄ရက်ညနေပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပြီးနောက် ဆိုစုကညပိုင်းမှာဈေးဆိုင်တွေကိုဖျက်ဆီးဈေးတဲ့တွေကိုရံပြုတ်ဆဲဆိုတောင်းညမ်းသွားတာလို့ဆိုပါရယ်မန္တလေးမြို့တော်စီပင်သာယာရေးကော်မတီဦးဆောင်တဲ့ဆိုစုလက်သက်မွေးထားတဲ့ပြူစောထီနဲ့အပြာယူနီဘောင်းဝတ်တွေအင်အား200ကျော်ကဈေးတဲ့တွေကိုဆဲဆိုရံပြုတ်ပြီးဈေးဆိုင်တွေကိုဖျက်ဆီးခဲ့တာပါဒေါက်တာတေစာဆန်းလာရောက်ဆန္ဒပြတဲ့အတွက်အဲ့ဒီလမ်းဘေးကဈေးဆိုင်တွေကိုတွားရောက်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့စစ်လော်ဘီတွေကအောင်ပွဲခံသတင်းပြန်ပါတယ် စိုးစုအားဈေးဆိုင်နေဖြက်စီးပြီးတဲ့နောက်အဲ့ဒီဆန္ဒပြသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ဈေးချိုတော်အနီးတစ်ဝိုက်ကိုနိုဝင်ဘာ9ရက်မနက်ပိုင်းထိလမ်းတွေပိတ်ဆို့ထားတာတွေ့ရတယ်လို့မြို့ခံတွေကပြောပါတယ်။